နိုင်ငံကျော်မင်းသမီးကြီးဖြစ်ပေမဲ့ငွေမရှိလို့အခုလိုမျက်နှာငယ်လေးနဲ့သာတုတ်ပြန်ခဲ့ရတဲ့မယ်လိုဒီ ပရိသတ်ကြီးတို့ရှင်အနုပညာလောကဆိုတော့ရောင်စုံမီးတွေအောက်မှာအများအားတောက်ပနေတဲ့ကျယ်ပွင့်နေရဲ့ကဘာတစ်ခုလို့ကျမတို့ကထင်မြင်မိကြပါတယ်။ဒါပေမဲ့အဲ့ဒီကျယ်ပွင့်တွေဟာသူတို့ရဲ့ပလင်ပေါ်ကနေတာမန်လူတွေရဲ့လက်တကန်းအကွာကိုဆင်းသက်လာတဲ့အခါမှာတော့ကျမတို့အားလုံးအတွက်စိတ်ဝင်စားစရာတစ်ခါတည်းမှာအံ့အသင့်စရာမြင်ကွင်းတွေဖြစ်လာကြပါတယ်။အခုတစ်ခါမှလည်းမြမရုပ်ရှင်လောကရဲ့ထိတ်တန့်ကျယ်ပွင့်တစ်ပွင့်အကယ်ဒမီများရှင်မင်းသမီးချုံမယ်လိုဒီရဲ့လုပ်ရက်တစ်ခုကလူမှုကွန်ရက်ကိုလှုပ်ခတ်သွားစေခဲ့ပါတယ်။ မယ်လိုဒီဆိုရနဲ့ပြိတ္တတရဲ့ရင်ထဲမှာဆွဲထည်နေတာကတော့သူမရဲ့ပြင်မျိုးမဲမထင်နုပြုံလှပမှုနဲ့ဘယ်ဇယုံမစိုးပြပြင်အောင်တရုပ်ဆောင်နိုင်တဲ့အရေးချင်းမှာအနှွေပညာတတန်တလျှောက်မှာအောင်မြင်မှုပေါင်းများစွာကိုသိမ့်ပိုက်ထားတာဖြစ်ပြီးဒါလီတယောက်ရဲ့မိခင်လိုမထင်ရလောက်ကိုအများနဲ့လန်းဆန်းတက်ကြွနေသူပေါင်းအနှွေပညာအလုပ်တွေကနေခဏတာအနားယူပြီးပြန်လည်ဝင်ရောက်လာတဲ့အချိန်မှာတော့သူမရဲ့စက်တီရဲ့ကမိမ့်မိမ့်မသွားပဲပြိတ္တတရဲ့အားပေးမှုကိုအခိုင်အမာပြန်ရရှိခဲ့တာကသူမရဲ့အနှွေပညာပေါ်ထားတဲ့စိတ်ဓာတ်နဲ့အရေးချင်းကိုတတ်သိပြနေပါတယ်ဒါပေမဲ့အခုပြိတ္တတကြီးမှလူပြောအများဆုံးဖြစ် ်နေတာကတော့သူမရဲ့ရုပ်ရှင်ကားတဲ့အကြောင်းမဟုတ်ပါဘူး TikTok ဗီဒီယိုတပုတ်ကြောင့်မှရှိရင်အဲ့ဒီဗီဒီယိုထဲမှာသူမနဲ့အတူအပြိုင်တရုပ်ဆောင်ထားသူကလည်းတာမန်မဟုတ်ပါဘူးမြန်မာနိုင်ငံရဲ့ထိတ်တန့်စိန်တိုက်ကြီးတစ်ခုဖြစ်တဲ့ Lively Diamond ရဲ့ပက်ကန်ရှင်ပဲဖြစ်ပါတယ်လူမှုကွန်ရက်ပေါ်မှာ Lively စိန်ပရင်မလေးလို့လူသိများတဲ့မိကပြဦးပဲဖြစ်ပါရဲ့ရှင် မမေကပြဦးစွာကလည်းသူမရဲ့စီပွားရေးလုပ်ငန်းကိုအနည်းပညာဆန်ဆန်ကြောညာရမှာနမဲကြီးသူတရားပေါင်းဝန်တန်းတွေနဲ့အတူဇလန်းတို့လေးတွေရိုက်ကူးတော့နမဲကျော်အနည်းပညာရှင်တွေကိုဖိတ်ခေါ်ပြီးတစ်တော့တွေတူတူကစားတာကသူမရဲ့အောင်မြင်တဲ့ brand တည်ဆောက်မှုရဲ့တစိ့တစ်ပိုင်းပါပဲဘလောက်တောင်ဩဇာကြီးတယ်လဲဆိုရင်မြမရုပ်ရှင်လောကရဲ့ထိတ်တန့်မင်းသမီးနှစ်လက်ဖြစ်တဲ့ဝင်းမောင်ရွှေရည်နဲ့ဖိုးဖေးတို့ကတော့တစ်ချိန်တည်းမှာပဲသူမရဲ့ brand အတွက်အတူတကွဖိတ်ခေါ်နိုင်ခဲ့တဲ့သူပေါင်းအခုတော့ academy melody နဲ့သူမတို့နှစ်ယောက်ရဲ့အပြိုင်တရုပ်ဆောင်ထားတဲ့တစ်တော့ video လေးကပရိသတ်တွေကြားထဲမှာကြက်ထဆရာဖြစ် လာခဲ့ပါတယ်။ဒီဗီဒီယိုအထင်းမှာသူတို့ပြန်လည်တရုတ်ဖော်ထားတာကတော့တချိန်ကမယ်လိုဒီကိုယ်တိုင်မင်းသမီးကြီးမေတန်တို့နဲ့အပြိုင်တရုတ်ဆောင်ခဲ့တဲ့အရက်ဆက်ဆောင်အနံရုပ်ရှင်ကားတွေကဒန်နာယီဆန်ဆန်ဇဝင်ခံတစ်ခုပါပဲ။ ကျမသမီးကိုညင်းလိုက်တဲ့တားရှင်ရဲ့အိမ်ဆိုလိုတကူတကလာကြည့်တာရွှေများထွက်နေသလားဆိုတဲ့မယ်လိုဒီရဲ့နာမည်ကြီး dialogue ကိုလိုင်းလီဆိုင်ဆိုင်ဘီရင်မကအပိုင်နိုင်ဆုံးနဲ့ထိထိမိမိပြန်လဲသရုပ်ဆောင်ပြခဲ့ပါတယ်။အရင်အချိန်မှာမယ်လိုဒီကတော့မူလဇဝင်ခန်းထဲကအတိုင်းအနိုင်ကျင့်ခံရသူရဲ့နေရာကနေတနားဆက်ပွဲမျက်နှာငယ်လေးနဲ့အန်ချိတ်ခံစားနေရတဲ့အမှုရာကိုဝိုင်းရဲ့အနုပညာရှင်ပြပြီးတရုပ်ဖော်ပြခဲ့ပါတယ်။ ဒီနေရာမှာပဲပြည်သက်တွေရဲ့အမြင်တွေကနှစ်ချမ်းကွဲသွားခဲ့တယ်ရှင်။တချို့ကတော့ဒါကိုအနုပညာဖန်သားမှုတစ်ခုဖြစ်ရှုမြင်ကြတာပေါ့။ဝိုင်းရဲ့မင်းသမီးတယောက်ရဲ့ပညာသားပါတဲ့တရုတ်ဆောင်မှုတွေနဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ရဲ့အနုပညာဝါသနာတို့ပေါင်းစပ်လိုက်တဲ့အခါမှာထွက်ပေါ်လာတဲ့ဆန်းသစ်တဲ့ဖြောပြေးတစ်ခုဖြစ်သဘောကျအားပေးကြပါတယ်။နှစ်ယောက်စလုံးရဲ့တရုတ်ဆောင်ချက်တွေကအပြန်အလှန်အဖြစ်ပြီးပြီးကြည့်လို့ကောင်းတဲ့ဗီဒီယိုတစ်ခုဖြစ်လာတယ်လို့ချီးကျူးကြတာပေါ့။ဒါပေမဲ့တချို့ပြည်သက်တွေရဲ့အတွက်တော့ဒီမြင်ကွင်းကဆင်မကောင်းစရာဖြစ်ခဲ့ပါတယ်။ သူတို့ချစ်တဲ့အကယ်ဒမီဆုတွေနဲ့ထိတ်တန်းမှရှိနေတဲ့မင်းသမီးတယောက်ကစီးပွားရေးလုပ်ငန်းရှင်တယောက်ရဲ့ TikTok ဗီဒီယိုမှာအခုလိုနှိမ်ချခံရတဲ့ဇယုံမျိုးကိုတရုတ်ဆောင်ပြတာကသူမရဲ့အနုပညာဂုဏ်သိက္ခာကိုထိခိုက်စေလို့ခန့်စားကြရပါတယ်။ကဲဒါဆိုရင်အခုကြည့်ရှုနေတဲ့ပရိသတ်တွေကရောဘလို့အမြင်နေရှိလဲဆိုတော့ comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Celebrity Celebrity သတင်းများအတွက်ကျမတို့ရဲ့ channel ကို like and subscribe လေးလုပ်ပေးခဲ့ပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။